မင်္ဂလာပါကျွန်တော်နာမည်တိုးချီပါနေစဉ်သုံးမြမအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ခင်ဗျကျွန်တော်နာမည်နဲ့ပတ်သက်ပြီးတော့ online ပေါ်ကဘယ်သူပဲပတ်စံတက်တောင်းပါမပေးမိပါစေနဲ့လေနော်ကဲဒီနေ့ကကျွန်တော်တို့ want lochin de lochin di အေးဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ညီ now adjective proposition va လေးတွေကို လေ့လာကြစို့ပါနော် one ဆိုတာဘာပါလဲလိုချင်သည်လိုချင်သည်ဆိုတဲ့အခါကျတော့ဒီဥစ္စာက verb ဖြစ်ပါတယ်နော်အဲ့ဒီခါကျတော့ကျွန်တော်လိုချင်တယ်ဆိုရင်ဘာဖြစ်သလဲ I want ကျွန်တော်လိုချင်တယ်သူမလိုချင်တယ်ဆိုအနေငယ်ပေါ့နော်ဘာဖြစ်မှာလဲ she wants သူမလိုချင်တယ်နော် တော့အနေငယ်ကိန်းအများကိန်းပေါ့ဒါလေးကိုကိုကသဘောပေါက်ထားတယ်ဟေ့ဆိုရင် S လေးကိုသတိထားလိုက်ရုံနဲ့အနေအများပေါ်မှာမို့တည်ပြီးတော့ S ထည့်ရမလားမထည့်ရမလားဆိုတာကိုသိမှာဖြစ်ပါတယ်နော်အများကိန်းတွေကဘာပါလဲ I you they we ဒါတွေအားလုံးကအများကိန်းလို့ကျွန်တော်တို့ယူဆလိုက်လို့ရတာပါနော်အနေကိန်းတွေကဘာဖြစ်မလဲ she he it ဒါအ ਨੇ ကေမနော်ကောင်းပါပြီအဲ့ဒီခါကျတော့ i လေးနဲ့ကျွန်တော်တို့စမ်းကြည့်တာပါနော် i want i want ဆိုတဲ့ဇီမာပါနော်ကျွန်တော်တွေကအကယ်၍တခြား verb လေးတွေကိုကတိခဲ့သည် ရှိသော ဥပမာဥပမာအားဖြင့် go သွားသည်နော် come ลาดีเท่าเปียเปียดีโนซีดี have she the, get the, take you the, give ไปดี eat ซาดี do ลาดี ask the, sleep the, see မြင်သည် meet တွေ့ဆုံသည် many ပတ်စံ school ကြောင်း bus bus ကကကအာ why oh give already ပြီးသားပြီနော်စရာရိခါကြတော့ဒီဝါဟာရလေးတွေကိုကတိသွားတယ်ဆိုပါဆိုပါเนาะအဲ့ဒီခါမှာကျွန်တော်ကသွားချင်တယ်ဆိုရင် I want to go ကျွန်တော်သွားချင်တယ် တညမှာဗက်ကနှစ်ခုပါနော်1လောချင်းတဲ့တစ်ခုကသွားကြတယ်တစ်ခုဒီနှစ်ခုစလုံးကသူ့ဟာနဲ့သူလဲဝါဟာရတီဆောက်မယ်ဆိုဥပမာဆိုရင် I go to school ဆိုရင်ကျွန်တော်ကျောင်းသွားတယ် I go to school ဟဲ့လားဆိုတညမှာဒီဥစ္စာလေးကျွန်တော်ဖြုတ်ပြီးတော့ I want to go to school ဆိုဘာဖြစ်သွားမလဲကျွန်တော် จ้องตั้วฉันน่ะไม่ผิดตั้วปูล่ะเนาะตามนี้เลยป่ะนะเปลี่ยนได้ธรรมะเว้ยอเกยอยู่จนก็ I want to give I want to give you จนขะเหมียวโกเปฉินเด้ဟုတ်တယ်လားဒါဒီအားလုံးကဒီ vat လေးတွေကတပောင်းပြောလို့ရတာပါနော်ကျွန်တော်စားခြင်းနဲ့ I want to eat ကျွန်တော် pay ခြင်းနဲ့ I want to take ကျွန်တော်ရခြင်းနဲ့ I want to get ကျွန်တော် eat ခြင်းနဲ့ I want to sleep I wanna meet ကျွန်တော်တွေ့ချင်တယ်အဲစသဖြင့်ပေါ့ဒါလေးတွေပေါင်းပြောလို့ရတော့ဒါတွေအားလုံးကပါလဲဆိုတော့ I want to go go the verb ဖြစ်တဲ့အတွက်ဒီတူလေး to go နဲ့တင်ပြီးသွားတာပေါ့နော်အဲ့ဒါမဟုတ်ဘဲနဲ့ကျွန်တော်တို့က noun adjective preposition ဆိုပါဆိုပါနော်လိုချင်လေးကိုကျွန်တော်တို့ verb ကိုတစ်ချက်ဖြောက်လိုက်မယ်ဖြောက်လိုက်ဥပမာ student student ဆိုတာဘာပါလဲကျောင်းသားဟဲ့လားကျောင်းသားညီညာမကျွန်တော်ကသွားချင်တယ်လို့ပြောမှစာကျွန်တော်ကျောင်းသားဖြစ်ချင်တယ်ဆိုလို့ရှိရင် noun တို့ adjective တို့ preposition တို့မှန်သမျှကကျွန်တော်တို့က be လေးနဲ့သွားသုံးရတာပါเนาะအဲ့ဒီခါမှာ I want to go သွားချင်တယ်လို့ပြောမှစာ ကျွန်တော်ចောင်းသားဖြစ်ခြင်းနဲ့ဆိုရင်ဒီ to go စာမှာကျွန်တော်က to be လေးထည့်ပြီးတော့ I wanna be a student ကျွန်တော်ចောင်းသားတယောက်ဖြစ်ခြင်းနဲ့အဲ့ဒီမှာဘာကွာသွားလဲပါနော်ခုနက I want to go လေးနဲ့ဒါမျိုးလေးရှင်းကြည့်ပါနော် I want to go နေရာမှာကြတော့ဒါကျွန်တော်ပွားခြင်းတယ် go ပွားသည်ဖြစ်သည်အဲ့ဒီအတွက် တူနဲ့တင်သူက go ကိုဒါလိုက်ဝင်သွားလို့ရတာပေါ့နော်ဒီနေ့မှာကြတော့ go မဟုတ်တော့ဘဲနဲ့ចောင်းသားចောင်းသားဆိုတာနာမည်အမည်ဥစ္စာမှန်သမျှတွေ့ရမြင်သမျှဥစ္စာအလုံးဒီနောင်ဖြစ်ပါသည်ပေါ့နော်အော်ဒီညမှာចောင်းသားကနောင်ဖြစ်တဲ့အတွက် I want to student မဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားလဲ I want to be a student ြစ်သွားတာပါเนาะဒါကြတော့ now အနေနဲ့ဝင်လာတာဟုတ်ပြီလားကောင်းပါပြီအဲ့ဒီညမှာကျွန်တော်က adjective ဆိုပါသတော့ adjective ဆိုပါရှိနိုင်မလဲဥပမာ beautiful ဆိုပါဆိုเนาะ beautiful อ่ะဘာဖြစ်ပါသလဲလှပတော့မြန်မာလိုအဖြစ်တော့လို့ကျွန်တော်တို့သတ်မှတ်ထားရတာပါเนาะအင်္ဂလိပ်မှာ beautiful ပဲရှိတဲ့အတွက် တနည်းအားဖြင့် adjective ဆိုတာကချီမွန်9ရက်၊ကဲ့ရဲ့9ရက်စိတ်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့ခံစားရတဲ့အဲချီမွန်တန်လေးပဲဖြစ်ဖြစ်ရှုပ်ချတာလေးပဲဖြစ်ဖြစ်ဒါမျိုးပြောတဲ့ဥစ္စာအများစုဝါဟာရက adjective တွေဖြစ်တာပါနော်စိတ်ကောင်းတယ်စိတ်ပုတ်တယ်တရားတရားကောင်းကောင်းတယ်စေတနာရှိတယ်အေးဒါမျိုးမြန်မာဝါဟာရတွေကအင်္ဂလိပ်စာမှာ adjective ဖြစ်ဖို့များတာပါနော်အင်းအဲ့ဒီခါကျတော့ကောင်းပါပြီ လှပတော့ဆိုတဲ့ edit လေးလေးကိုကျွန်တော်တခွ you likes ကြဆိုပါနော် um ကျွန်တော်တွေက now adjective preposition ဖြစ်ရင်ဘာနဲ့သွားမလဲ be နဲ့သွားမယ်လို့ပြောတာပါတယ်အဲ့ဒီခါကျတော့ကျွန်တော်လှချင်ပါတယ် solution ဘာဖြစ်သွားမလဲနော်ကောင်းမလေးရလှချင်ပါတယ်ကျွန်တော်လှချင်ပါတယ်အကယ်၍ကောင်းမလေးဆိုပါစေနော်ကောင်းမလေးဆို a girl အငယ်ကင်းဖြစ်တဲ့အတွက် again က once လေးထည့်ပြရနော် again wants to be beautiful ကမလေးတယောက်ကလှချင်ပါတယ်တော့ဒီညမှာ i တတ်ထည့်ရင်တော့ဒီ s လေးကမလိုက်ရဘူးနော်ဒီမှာကျွန်တော်တို့ဗာတွေ့လဲ van နဲ့လိုက်တာ တွေ့သွားပြီ noun နဲ့လိုက်တာ တွေ့သွားပြီဒီညမှာကျွန်တော်တို့က adjective လေးနဲ့လိုက်တာတွေ့သွားပြီ beautiful ဟုတ်တယ်ဟုတ် အဲ့တော့ to be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  ဒါမျိုးလေးတွေလိုက်လာတာပေါ့နော်ပြီးတော့ preposition preposition ဆိုတာဘာပါလဲ preposition ဆိုတာကထုံးစံအဖြစ်ဝါဟာရတစ်လုံးအနေတစ်လုံးဆက်ဆံမှု relationship ပေါ့နော်ဆက်ဆံမှု အခြေအနေကိုဆက်နွယ်ပေးတာ ဖြစ်ပါတယ်အဲ့တော့ဟိုဟိုဒီဒီစဉ်းစားနေမဲ့စာငါလည်းမမှတ်မိနိုင်ဘူးဘာမှမသိနိုင်ဘူးဟဲ့ဆိုရင်အခုလိုမျိုးလေးမှတ်ထားလိုက်ပါနော် and on at ဒါလေးနဲ့ပဲတွဲသုံးတာပါနော် in on at ကဘာပါလဲ i am in မြန်မာကျွန်တော်မြန်မာနိုင်ငံမှာရှိတယ် i am at coco house coco ရဲ့အိမ်မှာကျွန်တော်ရှိပါတယ် coco ခမားအိမ်မှာရှိလားဆိုလို့ရှိရင်ဘာဖြစ်နိုင်တယ်လဲ is coco at your home coco ကခမားအိမ်မှာရှိပါသလားအဲ့ဒီမှာကျွန်တော်တို့ကဘာနဲ့သုံးပါ at in ဒါလေးတွေနဲ့ပဲသုံးသွားတော့အဲ့တော့ in on at တော့ဒါလေးနဲ့ပဲသုံးသွားတာပါเนาะအဲ့တော့တနည်းအားဖြင့် the book is on the table စာအုပ်ဒီစပွဲပေါ်မှာရှိသည်အဲ့တော့ in on at ဒါဒီအလုံးက preposition တွေပါเนาะဆိုတော့အဲ့ဒါလေးကိုကိုကမှတ်ထားလိုက်တာပါဟုတ်ပြီလားအဲ့ဒီခါကျတော့ in on at လေးနဲ့ပဲ hey ဆိုလို့ရှိရင် ကျွန်တော်တို့ရတိဆောက်ထားတဲ့ verb noun adjective ပါနော်ဒီ one လေးကိုကျွန်တော်သုံးညင်တယ်ဆိုရင်ဘာဖြစ်နိုင်မလဲကျွန်တော်မြန်မာနိုင်ငံမှာရှိချင်ပါတယ်ခင်ဗျာ I want to be in မြန်မာမဟုတ်ဘူးလားဒါပါပဲဆိုတော့လွယ်ကူသွားရအောင် I want to be beautiful အဒီဝါကြောင့်လေးချောင်းကိုကျွန်တော်တို့ကြည့်တယ်ဟဲ့ဆိုရင်တစ်ခုကပါလေ I want to go ကျွန်တော်သွားချင်တယ်အဲ့ဒီတော့မှစကားလေးဆက်ချင်တယ်ဆို I want to go where where do you want to go I want to go to school at c h o o so i want to go to school ကျွန်တော်ကျောင်းသွားချင်တယ် go သွားသည်သွားတယ်ဖြစ်တဲ့အတွက်ဘာမှမလိုက်လာပဲね go ဥပမာပါเนาะအမိတ်ပေးတဲ့လူမျိုးပေါ့ go လို့ကျွန်တော်ပြောမှာဖြစ်လား ตวาซันไอ้หล่มาผิดวุล่ะตะลงแน่เลยวะนะโอเคเจนเราก็ adjective ผิดล่ะที่ชื่อต่อ b ก็ไล่ไปได้มั้ยลูกเปล่าได้เอาตัว be careful แล้วจ้ะตริทาซัน be careful be nice ใส่กางๆทาบา be nice ใส่กางๆทาบาแล้วใส่ทีเนี่ยปัดตัดเดขันษาเจชิมวนขันเนี่ย ကဲ့ရဲ့ခွန်နဲ့ရပါเนาะအဲ့အဲ့ဒါမျိုးတွေက adjective ဖြစ်တာများတာပါเนาะဥပမာ don't be bad hey စိတ်မပုံနဲ့စိတ်မပုံနဲ့စိတ်ကောင်းကောင်းထား don't be bad be nice နော် be careful မဘာမဖြစ်တဲ့ခါတွေမှာဒီ be က be ကလိုက်လာတယ်ဆိုတော့ဥစ္စာလေးကိုတတိပြုပါပါเนาะအဲ့ဒီခါကျတော့ကျွန်တော်တို့ရဲ့ဝါကြမှာဘာတွေ့ရသလဲ I wanna go go ဒီ verb ဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲသွားသွားပါတယ် I wanna be a student a student ဒီ noun ဖြစ်တဲ့အတွက် to ပြီးသွားတာနဲ့ be လိုက်ရပါတယ် beautiful လှပတော့ adjective ဖြစ်တဲ့အတွက် be လိုက်ရပါတယ် I mean မြမ preposition လေးနဲ့ပဲသွားတဲ့အတွက် ကျွန်တော်တို့က be ကို လာရပါတယ်ဘွာနာဒီတိရှင်လာတော့မသိဘွာနာအဲ့ဒီခါကျတော့ကိုကဝါကြရေးလိုက်တိုင်းအဲဘာဖြစ်လို့အမစ်စာတွေနဲ့ဒူဒတ်စ်နဲ့ဖြစ်ရတာလဲဒါဒါလေးကိုသွားပြီးတော့ပြန်တွေးကြည့်ကြည့်ပါနော်အမိတ်ပေးလို့ရလားသွားစမ်းစာစမ်းဒီဒါရီအလုံးက verb ပေါ့အမိတ်ပေးတယ်တောင်းဆိုလို့ရရင်ဒါ verb ဖြစ်ဖို့များသွားတာပါနော်ကျောင်းသားကျောင်းသားစမ်းဆိုပြောလို့မရဟုတ်လားကျောင်းသားအဲ့ဒါမျိုးပါနော် လှပါတော့ဆိုတာလှပါတော့ဆိုအမိတ်ပေးလို့မရဘူးဗနာအေးအဲ့ဒါမျိုးလေးနဲ့ကိုကဘယ်လောက်မှတ်မိနိုင်မလဲပေါ့ဒါပေမဲ့ကျင်းနေတာကကြတော့မပြင်းကြီးပဲနဲ့ dictionary လေးကိုတက်လှန်နေဆိုရင် be careful ဆိုရင်ဒါမျိုးလေး adjective ဆိုတာလေးကိုကိုကတွေ့ရမှာဖြစ်ပါတယ်ဒါမျိုး adjective တွေ့ရင် be like ပါခင်ဗျာဟုတ်ပြီလားအဲဒါပါပဲဆိုတော့ verb noun adjective position ဒါလေးနဲ့သွားတာပါနော်အဲ့ဒီခါမှာလည်းပဲကိုကတကွယောက်ယောက်ကိုကလောက်ခိုင်းစေချင်တယ်ဆိုပါစို့ပါနော်ခင်ဗျားကိုကျွန်တော်ကကြောင်းသွားစေချင်တယ်အဲ့ဒီခါကျတော့ဘာဖြစ်မလဲ I want you to go to school ကျွန်တော်ဒီခင်ဗျားကိုကြောင်းသွားစေချင်ပါတယ်ဟုတ်ပြီလား ဲ့ဒီကကြာကျွန်တော် object လေးခံလိုက်တာပါနော်ကျွန်တော်ဒီခမားကိုចောင်းသွားစေချင်ပါတယ်လို့ပြောလို့ရတဲ့ခါကျတော့ကျွန်တော်ဒီခမားကိုចောင်းသားဖြစ်စေချင်ပါတယ်ဆိုရတာဆိုဘယ်လိုပြောမလဲအဲ့ဒါဆိုခမန်းလို့ရပြီနဲ့တူပါတယ်နော် I want you to be a student. ကျွန်တော်ခမားကိုအကြောင်းသားတယောက်ဖြစ်စေ ချင်းနေမဟုတ်ဘူးလားကျွန်တော်ခင်ဗျားကိုလှစေချင်ပါတယ်ဆိုရင်ဘာဖြစ်သွားမလဲ I want you to be beautiful မဟုတ်ဘူးလားအဲနောက်တစ်ခုကကျွန်တော်ကျွန်တော်ခင်ဗျားအောင်မြန်မာပြည်မှာရှိစေချင်တယ်ဗျာ I want you to be in မြန်မာအဲ့ဒီခါကျတော့ဘာတွေ့ရဒီမှာ vat တင်ဟုတ်တယ်လားခင်ဗျားကိုကြောက်ဖြစ်စေချင်တယ် I want you ခမားကိုကျွန်တော်ဖြစ်စေချင်တယ်။ဘာဖြစ်စေချင်တာလဲ to go to school ကျောင်းသွားစေချင်တာ to be a student ကျောင်းသားဖြစ်စေချင်တာ now to be beautiful လှပစေချင်တာပါ adjective to be in မြန်မာ m y a n m a r မြန်မာ preposition နော်ဒါလေးကိုရမယ်နဲ့တူပါတယ်နော်အဓိကဘာဟိုခွဲသွားတယ်လဲ verb noun adjective proposition ဒါမျိုးဝါကျ၄မျိုးပါเนาะအဓိကအကျဆုံးဝါစင်ကကိုဘာဟေးကိုဘာရှစ်ပါဒါညင်းခုံလို့ရတာပါเนาะဝါစင်ကကိုဘာတဲ့ကအရေးကြီးဆုံးဖြစ်တဲ့၄မျိုးပါเนาะဒါလေးကိုကိုကမှတ်မိနေရမယ်နောင်လား adjective လား preposition လား verb လား အင်္ဂလိပ်စာလေးကိုကအလွတ်အလွတ်ကြက်ကြက်လိုက်တိုင်းဒီဥစ္စာ noun လားဒီဥစ္စာ adjective လားဒါ preposition လား verb လားဆိုတာကိုအရေးကြီးသိနေရမယ်အဲ့ဒါမှမဟုတ်ရင်တနည်းအားဖြင့်ငါအမိတ်ပေးလို့တောင်းဆိုလို့ရသလားအမိတ်ပေးတောင်းဆိုလို့မရတဲ့ဥစ္စာမှန်သမျှက verb ဖြစ်ဖို့မလွယ်တော့ပါဘောနော်တနည်းအားဖြင့် verb တစ်မျိုးသေးသည်လောက်ရလောက်ရရှိတဲ့ဥစ္စာမှန်သမျှသည် verb ဖြစ်သည်ဘောနော်လောက်ရမဟုတ်ပဲနဲ့တစ်မျိုးကြဖြစ်တယ် တမျိုးကြတီရှိတယ်ရှိရဖြစ်တယ်အဲအဲ့ဒီလောက်ဥစ္စာကြတော့လောက်ရမပါလာလို့ရှိရင် noun ဖြစ်ရင်ဖြစ်မဖြစ် adjective ဖြစ်ရင်ဖြစ်မဖြစ် preposition ဖြစ်တာပါနော်အဲ့ဒါကြတော့လောက်ရမပါတော့အရာဒီ noun adjective preposition ဖြစ်ပါသည်လို့မှတ်လို့ရတာပါနော်လောက်ရပါတဲ့အရာဒီ verb ဖြစ်ပါသည်လို့ဒါမျိုးလေးမှတ်လို့ရတာပါနော်အဲ့ဒီခါကြတော့ဒါမျိုးလေး ဝါကြအတူစားနှစ်စိုးစားသုံးတူစားဒါမျိုးလေးကိုကမှတ်မိနိုင်တယ်ဟေ့ဆိုလို့ရှိရင်အင်္ဂလိပ်စာကိုလေ့လာရတာလွယ်ကူမှာဖြစ်ပါတယ်ဗောနော်ဒါမျိုးလေးတစ်လုံးသားနှလုံးသားလေ့လာတာကိုတွေ့အထောက်အကူဖြစ်မဖြစ် အောက်မှာ comment ရေးခဲ့ဗောနော်အဲတနည်းအားဖြင့်ကိုကဒါအေးကိုမေးခွန်းပြန်လုပ်မယ်ဆိုရင်ဟောဘာဖြစ်နိုင်ပစ္စုပန်ကာလာတဲ့ I1 ဆိုတာကျွန်တော်လိုချင်တဲ့ဖြစ်တဲ့အတွက် do အဲ do လေးပဲကိုတတ်ထည့်လိုက်ရုံပဲဘာနော် do ဆိုရင် do you want to go to school do you want to go to school do you want to go to school ကျောင်းခင်ဗျားကျောင်းသွား do you want to go to school ခင်ဗျားကျောင်းသွားခြင်းသလားမဟုတ်ဘူးလားခင်ဗျားကျောင်းသွားစေခြင်းသလားအကဲရွေးဒီညမှာအနေကိန်းဖြစ်တယ်ဆိုရင်ဘာဖြစ်တယ်လဲဒီ do နေရာမှာ does ဖြစ်သွားတာဘာနော် do es does she wanna go to school သူမကြောင်းသွားချင်သလားအဲ့ဒီ do လေးပဲထည့်လိုက်တော့မယ် do does ထည့်လိုက်တာနဲ့ဒါကအမေးဖြစ်သွားတာပါနော် do you wanna be a student ခင်ဗျားကြောင်းသားဖြစ်ချင်ပါသလားမဟုတ်ဘူးလား do လေးတွေတတ်ထည့်လိုက်လို့ရှင်ဒါရီယာမေဂွန်မေဂွန်မေဂွန်ဖြစ်သွားပါတော့တဲ့ပါနော်အဲ့ဒီခါမှလည်းဒီညမှလည်းဒီတိုင်းပဲနော်အာ ဒီညမှာကျွန်တော်က you want me ဆိုပါစနော် you want me to go to school ဆိုရင်ဘာဖြစ်နိုင်တယ်လဲခင်ဗျားကကျွန်တော်ကိုကြောင်းသွားစေချင်တယ်အဲ့ဒီခါကျတော့အမေးလောက်မယ်ဆိုရင်ခင်ဗျားကချက်ကိုကြောင်းသွားစေချင်တာလားအဲ့ဒီခါမှာ do လေးထည့်လိုက်ရုံပေါ့နော် do you want me to go to school ခင်ဗျားကချက်ကိုကြောင်းသွားစေချင်တာလားအဲ့မှာခင်ဗျားကချက်ကိုအဲကြောင်းသားဖြစ်စေချင်တာလား အဲ့ဒီခါကျတော့ do you want me နော် do you want me why why did i keep typing wrong uh do you want me to be a student ခင်ဗျားကချုပ်ကိုကျောင်းသားတယောက်ဖြစ်စေချင်တာလားခင်ဗျားချုပ်ကိုမြမကြီးမှာဖြစ်စေချင်တာလားတော့ဒါလေးတွေကဘာกว่าသွားတလဲဗောနော်အဲ့ဒီခါမှာကျွန်တော်တို့ကအစဆုံးက i am a student i am beautiful i am in a mama I go to school. အေးအဲ့လိုမျိုးလေးလေးမျိုးကမှတ်မိထားနိုင်လေဟဲ့ဆိုရင်မဆိုးပါနော် I am a student. ဒါပါလေ Now I am I am smart. ကျွန်တော်တော်တယ်ဟုတ်တယ်ဟုတ်အပြီးွားရင် I am uh, at school အာစကူစာအင်းမြမအေးအာမြဘာနာအင်းမြမပြီးဝိုင်းပါလေ I go to school အဒီဥစ္စာလေးကိုကြည့်လိုက်လို့ရှိရင်လေးမျိုးလေးထွက်လာတာကိုတွေ့မှာပါနော်တခုကပါလေကျောင်းသားတခုက adjective တော်တော်တခုကမြန်မာနိုင်ငံမှာရှိရတခုကလောက်ရသွားတဲ့ဒီလေးမျိုးလေးကိုကိုက noun adjective preposition verb ကိုပိုင်နေဟိဆိုင်အခုလိုမျိုးကကြာဆက်တစ်လုံးစားနှလုံးစားလေးကို လေ့လာခြင်းအဖြစ်ပေါင်းပြောလို့ရပါတယ်လေနော်အထောက်အကူဖြစ်တယ်မဖြစ်တယ်အောက်မှာ comment ရေးခဲ့ပါဒါမှမဟုတ်လို့ရှင်လေ့လာခြင်းတာလေးတွေအဲ့မတန်သိချင်တဲ့ဥစ္စာရှိရဲ့ဟေးဆိုလို့ရှင်လဲအောက်မှာ comment ရေးပြီးတော့လှမ်းမေးလို့ရပါတယ်လေနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ Bye now